ိုင်တဲ့အထိတိုက်ရမှာနိုင်တဲ့အထိတိုက်ရမယ်အဲ့ဒီနိုင်တဲ့အထိကိုရေရှည်ပါဝင်နိုင်ဖို့ကျမတို့ကအခုတည်းကတက်လုံကိုကြိုပြီးပြင်ဆင်ထားလူများစုကဗမာပြည်မှာဒီနေရာတစ်ခုရပြီးသားလူတွေဟိုဆယ်လီဘရီတီပဲဖြစ်ဖြစ်ဒီ journalist ပဲဖြစ်ဖြစ်နိုင်ငံရေးသမားပဲဖြစ်ဖြစ်တိုးကနေရာတစ်ခုရပြီးတော့စီးစိမ်တစ်ခုပိုင်ဆိုင်ပြီးသားဖြစ်နေပြီ။ဒါပေမဲ့တခြားနိုင်ငံရောက်တဲ့အချိန်မှာအဆအဆုံးတက်ကနေပြန်စားရတာ။ဟာလား fan raiser ပြတယ် energy ပြတာတခိုးမှလည်းပြတယ်တခြားအောင်ပြ မစ်စုများလုံးပဲမင်္ဂလာပါ။ခိုးမပစိလိုကတော့ဒေါ်လန်ကြီးကအချိန်ဘောက်ကြာကြာပြီးတဲ့ချိန်ထိတိုက်ပွဲဝင်ရမယ်။ပြီးသူတွေအနေနဲ့လည်းဒေါ်လန်ကြီးပြီးတဲ့အချိန်ထိကိုပါဝင်ကူညီပေးကြပါလို့ပြောနေပါပြီ။နိုင်တဲ့အထိတိုက်ရမှာ။နိုင်တဲ့အထိတိုက်ရမယ်။အဲ့ဒီနိုင်တဲ့အထီကိုရေရှည်ပါဝင်နိုင်ဖို့ကျမတို့ကအခုတည်းကတက်လုံးကြိုပြီးပြင်ဆင်ထား What What the fuck ဘယ်လိုဆက်ကိုထိုင်ပေါ်ဝင်ကိုဝင်နေပတ်စံနေနော် ပေါ်မှာဝင်တဲ့ပတ်စံဝိုင်းကင်ကိုဝင်တာမဟုတ်ဘူးเนาะပေါ်ကဝင်တဲ့ပတ်စံဒီအရှင်တော့ကเนาะခက်ကောင်းချိန်အပေါ်ဟဲ့ဘလူးပြည်သူတွေပတ်စံလှူနိုင်နေတော့ကเนาะတလောက်ကိုပေါင်3ပေါင်မဟုတ်ဘူးမြန်မာငွေတိတ်မြန်မာငွေတိတ်ကိုတောင်းတာမှရှိရဲ့ပတ်စံနေเนาะအဲ့ပတ်စံတွေကိုအကုန်လုံးကို screen shot တွေနဲ့အဝင်တွေအထွက်တွေအဝင်တွေအထွက်တွေကိုကျွန်တော်ကတက်တည်ပြရမှာလားဘယ် fundraiser ပြရလဲ NUG ပြရလားတခိုးမှိုင်းပြရလားတချောင်းပြရလဲလွှဲလိုက်တော့ဘာလို့လဲဆိုတော့အဲ့အချိန်မှာပေါ်ကငွေရတာနည်းတယ် နဲလာတာပေါ့နော်နဲလာတဲ့အချိန်မှာလူတွေလည်းပန်းပြီးကိုယ်လည်းဘယ်သူလည်းမမတည်အဲ့ခါကျွန်တော်ပြေးသွားတာပေါ့နော်အဲ့ကလေးကဆိုတော့အဲ့ဒီဟာကိုတွေ့တဲ့အချိန်မှာကိုကမလျော်လေတော်သေးတာပေါ့မဟုတ်လို့ရှိရင်ငါတခုဖြစ်ပြီဆိုပြီးတော့အဲ့ဒါကိုတင်ပြီးတော့ကိုကတတ်တဲ့အနေနဲ့ဒီမှာဒီနေ့ဒီလိုလွှဲထားတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်မချက်ချင်းပဲဒီလိုပြန်လှမ်းလိုက်တယ်ဒီမှာငွေလွှဲ access ဆိုပြီးတော့တခါလေး screenshot ကိုပြတယ်နော် တော့ပဲမဲ့လေအဲ့ဒါကိုမကျဉ်းနှံနိုင်ဘူးအဲ့ဒါဆိုရင်အဲ့ဒီ9500ကိုလွှဲတော့ကျန်တဲ့ပတ်စံလွှဲတာကြီးလဲပြ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 ဆိုပြီးတော့မပြဘူးဘာလို့မပြလဲဆိုတော့စောက်ချက်ပါလို့မပြအဲ့ဒါနော်ဘာလို့လဲဆိုအခုမြန်မာနိုင်ငံမှာဂျန်ခဲလူတွေအနေနဲ့တတိယနိုင်ငံရောက်သွားတဲ့လူတွေကိုတွင်ဟာသူကတော့တတိယနိုင်ငံရောက်သွားပြီးအထူးသဖြင့် US တို့ UK တို့ Australia တို့ဟာသူကတော့ရောက်သွားပြီးအဲအာတော်တော်အဆင်ပြေနေမှာပဲအဲငါတို့ပဲငရဲမှာဂျန်ခဲလို့ထင်တယ် အဲတပြားနိုင်ငံရောက်သွားတဲ့လူတွေမပြောပြရတဲ့အချက်တည်းကသူခွေးဖြစ်နေရပဲအားလုံးခွေးဖြစ်နေရဘာဖြစ်လို့မှန်တော့ဗျာအားလုံးခွေးဖြစ်သွားတာပေါ့ပန်ဆယ်လိုတယောက်တော့ပဲလုံးမလုံးပဲချမ်းသာနေတာပဲရှိခွေးဖြစ်ရလဲဆိုရင်ပြောရရင်ကျွန်တော်မြန်မာနိုင်ငံမှာဒီထွက်လာတဲ့လူအများစုကဗမာပြည်မှာဒီနေရာတစ်ခုရပြီးသားလူတွေဥပမာ celebrity ပဲဖြစ်ဖြစ်ဒီ journalist ပဲဖြစ်ဖြစ်နိုင်ငံရေးသမားပဲဖြစ်ဖြစ်တိုးကနေရာတစ်ခုရပြီးတော့စီးစိမ်တစ်ခုပိုင်ဆိုင်ပြီးသားဖြစ်နေပြီ ဒါပေမဲ့တတိယနိုင်ငံရောက်တဲ့အချိန်မှာအဆအဆုံးတက်ကနေပြန်စားတာသူတတိယနိုင်ငံမှာသူဟိုဒီရောက်လာတဲ့လူတွေကိုဟိုမှာဘလောက်ပဲ experience တွေရှိခဲ့ရှိခဲ့အားကြီးတစ်ခုလုံးမြင်တာမဟုတ်ဘူးကျွန်တော်တခြားနိုင်ငံတွေရောမသိဘူးဒါပေမဲ့ America မှာတော့အလုရှာရတော်တော်ခက်တယ်ဒီမှာ recession ကဝင်ကျင်နေပြီဆိုတော့သူအနေနဲ့ဒီအလု salary ကောင်းတဲ့အလုတွေကိုဘယ်သူရောအဓိကအရင်ကလဲဆိုတော့သူနိုင်ငံသားရေသူနိုင်ငံ ကအကြောင်းကပြီးရလူတွေကိုအဓိကထားပြီးငှားတယ်။ပြောမှ skill caption တွေမှာတခြားနိုင်ငံကလူတွေကိုငှားဖို့လုပ်တယ်။ကျွန်တော်နိုင်ငံကလူတွေတတိယနိုင်ငံရောက်တဲ့ချိန်မှာအရင်ဆုံးပထမဆုံးကျုံတွေ့ရတဲ့ပြဿနာ language ပြဿနာ။ဟိုအင်္ဂလိပ်ကိုကောင်းကောင်းမပြောတတ်ဘူးဆိုရင်ဘယ်ဖြစ်ဖြစ်သူ့ရဲ့ mother tongue ကိုကောင်းကောင်းမပြောနိုင်ဘူးဘယ်ဖြစ်ဖြစ်အလုပ်ရဖို့ကတော်တော်ခက်သွားပြီ။ဒီတတိယနိုင်ငံတွေမှာကမြန်မာနိုင်ငံ district ဖြစ်တော့အလုပ်တစ်ခုလုပ်မယ်ဆိုရင် certification ပြရရပါဖြစ်လာတယ် အဲ့ခါမှာကျွန်တော်တို့ဆီရသွားတဲ့လူတွေကတိုးလိုချင်တဲ့ certificate တွေမပြနိုင်တဲ့အတွက်ကျွန်တော်တို့မှာဘာပဲလုပ်နိုင်တော့လဲဆိုတော့အခြေခံလုပ်တွေပဲလုပ်နိုင်တော့တယ်အခြေခံလုပ်ဆိုတာအလိုစပွဲတုံးမြန်မာပြည်အထူးသဖြင့် US မှာအလုပ်အများဆုံးကတော့ sushi လိုက်တယ်လူတိုင်းစပွဲတုံး sushi လိုက်နေရမှာပုံမှန်တချို့ကြတော့လည်းအကန်ကောင်းပြီးတော့ဒီ step တွေအစင်းစင်းတက်လာပြီးတော့အလုပ်ကောင်းရတဲ့လူတွေလည်းရှိနေပါပဲ ကျွန်တော်အဓိကပြောချင်တာကတော့တတိယနိုင်ငံရောက်သွားတိုင်းအဆင်ပြေနေရမဟုတ်ပါဘူးလို့အဆင်ပြေနေတာဆိုလို့ UNG နဲ့ပန်စိလိုတို့အဖွဲ့ပဲရှိတယ်။နိုင်ငံရေးတော်လှန်ရေးခေါင်းစဉ်နဲ့ခောက်ခောက်ပြည်သူတွေကိုဒိန်စားနေတဲ့အဖွဲ့ကဘာဆောက်လို့မှမလုပ်ဘဲနဲ့ချမ်းသာနေကြတာ။ပြည်သူတွေအနေနဲ့နားလေသိမ့်ပြီးတော့ခြင်းတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော် channel လေးကိုလည်း like and share လေးလုပ်ပေးပါဦးမေးပါနဲ့ခင်ဗျာ။